ကဲအားလုံးပဲမင်္ဂလာပါမဟာဗမာချင်းကြော်လင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်စစောကဗီဒီယိုဖိုင်လေးတခုတင်လိုက်တာပေါ့နော်အဲ့ဒီဖိုင်လေးကကျွန်တော်ဒီစာအုပ်ထည့်ရဗျာနော်စာအုပ်လေးနာမည်ကပြည်သူကိုမြည်သူချစ်တဲ့နီးဆိုတဲ့နဝတခက်ကရေးခဲ့တဲ့စာအုပ်လေးနော်တက်မတော်ဘက်ကရေးတာမဟုတ်ပါဘူးနော်စောင်းပါစောင်းပါနော်စောင်းပါလေးတွေဘောင်းကျုပ်ထုတ်ထားတဲ့စာအုပ်ထည့်ရနော်ပြည်သူကိုမြည်သူချစ်တဲ့နီးနဲ့အခြားဆောင်ပါများတဲ့စီသူငိမ့်အေးရေးတာဗျစီသူငိမ့်အေးရေးတာ နော်အဲ့တော့ဒီစာအုပ်ထဲမှာဖတ်လိုက်တဲ့အခါကျွန်တော်တော့မသိဘူးဗျာနော်မြန်မာနိုင်ငံကိုနော်မြန်မာနိုင်ငံရဲ့စီးပွားရေးကမကောင်းသေးဘူးနော်အာဆီယံအသင်းကြီးအနေနဲ့အဖွဲ့ဖွဲ့အဖြစ်လက်လက်မခံတဲ့ကြောင်းဆိုပြီးတော့ဒေါအောင်ဆန်းစုကြည်ကအာဆီယံအသင်းကိုတိုက်တွန်းတာပေါ့နော်ကျွန်တော်စဉ်းစားတာနော်နဝတခိနော်အာဆီယံအသင်းမဝင်အောင်လို့သူကဖြတ်လို့ဖြက်စည်းလုပ်တာနော် အဲ့တော့သူကိုယ်တိုင်နော်ဆန်ရှင်လောက်ခိုင်းတာသူကိုယ်တိုင်ဆန်ရှင်စီးပွားရေးတွေပိတ်ဆို့ပေးပါလို့ပြောတာလေသူ့ပါဇက်ပဲဟောစီးပွားရေးမကောင်းလို့အာဆီယံကလက်မခံပါနဲ့လို့ပြောတာလေသူ့ပါဇက်ပဲဗျာဟာခင်ဗျားတို့မအံ့ဩဘူးလားဒီမိမကြီးကိုခင်ဗျားတို့မအံ့ဩဘူးလားကျွန်တော်စဉ်းစားစရာတစ်ခုထပ်တွေ့တယ်ဗျာသိလားဘောင်ဆန်းစုကြည်ကိုငိမ့်ချိုင်းနိုဘယ်ဆုစုကြည်ပေးပြီးတော့ အဲ့ဒီဥရောပဘက်ကချမ်းတွေကလူတွေကသူတို့ကိုစားအလုပ်တွေလုပ်ခိုင်းတာဗျဒါကသူကအတုံးချကန်တသက်တယောက်ပဲအဲ့တော့ဥရောပသမဂ္ဂနဲ့အာဆီယံအဖွဲ့တို့ကုလသမဂ္ဂတို့နဲ့ရှင်လို့ရှင်အာဆီယံအဖွဲ့ကဘာမှမဟုတ်တည်တည်လေးဗျအဲ့ဒီအချိန်ကခွန်းနိုင်ငံပဲရှိသေးတာနော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နော်ဒီလာအိုတို့ဘာတို့ကိုအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့သူတို့စီယုံတဲ့အချိန်မှာနော် ကျွန်တော်မြန်မာနိုင်ငံတွေမဝင်အောင်လို့ဒေါ်စုကဖျက်လွတ်ဖျက်စည်းလုပ်တာတေချာစဉ်းစားကြည့်ရင်အာဆီယံအသင်းကြီးကြီးမားလာမှာကိုနော်ဥရောပတမကတို့ဘာတို့ကုလတမကတို့စိုးရိမ်လေးနေမှာဗျာဒါကြောင့်မို့သူတို့ငင်းငင်းနိုဘယ်ငင်းငင်းဆုပေးထားတဲ့သူတို့ဒေါ်အောင်ဆန်းစုကြည်ကိုအတုံးချပြီးတော့အာဆီယံမှာနော်ဖျက်ကန်းနေတကောင်လုံးအတုံးချပြီးတော့သူတို့တွားခဲ့ကြတာဗျာနော်ဒါစဉ်းစားစရာ ကျွန်တော်တို့ဟာအစတည်းကလိတ်စဉ်းစားတယ်ဒေါအောင်ဆန်းစုကြည်ကအတုံးချခံလို့ဒီကအတုံးချခံရတာဒေါအောင်ဆန်းစုကြည်ကိုသူ့ယောက်ျားကိုယ်တိုင်အတုံးချသွားတာနော်သူထောင်ထဲမှာနေစဉ်နေမှာသူ့ယောက်ျားကိုယ်တိုင်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လာပြီးတော့စာတန်းတွေပြုစုပြီးတော့တင်လိုက်တဲ့အခါကျမှအမှနိုဘယ်ငြိမ်းချမ်းဆုကြီးရသွားတာတကယ်တော့အဲ့ဒီစုကိုယူပေးတာသူ့ယောက်ျားသူ့ယောက်ျားကသူ့မိန်းမကိုအတုံးချဖို့အတွက်ကိုကောင်းကောင်းကြိုးကင်သွားတာနောက်ဆုံးမှသေသွားတာပဲ